ပိုင်း၃လွတ်လပ်ရေးကိုစိုက်ပျိုးမယ်ကျွန်ုပ်အတွက်တော့မလွတ်လပ်ရင်ပြည့်စွင်မှုဆိုတာမရှိနိုင်ဘူးလွတ်လပ်ရေးဆိုတာလည်းသူများပေးမှရတဲ့အရာမဟုတ်ဘူးကိုယ်တိုင်စိုက်ပျိုးရိတ်သိမ်းမှရတဲ့အရာမျိုးကျွန်တော်အနေနဲ့ခမားတို့ကိုဘယ်လိုလုပ်ပြီးပို့လွတ်လွတ်လပ်လပ်နေနိုင်အောင်နီးလန်းနေမျှဝေပေးမယ်ကျွန်တော်တို့အတူတူထိုင်ကြမယ်လမ်းလျှောက်ကြမယ်အလုပ်တူတူလုပ်ကြမယ် လွတ်လပ်ရေးကိုအတူတူစိုက်ပျိုးကြမယ်ပေါ့လွတ်လပ်မှုဆိုတာကျွန်တော်တို့နေစဉ်လေ့ကျင့်နိုင်တဲ့အရာတစ်ခုပါဘာသာပြန်သူ မှတ်ချက်တရားနာနေသူများသည် ပြည်တဲ့အမျိုးမျိုးဖြင့်ထောင်ချနေသူများဖြစ်သည်ခမားတို့ဘာသာဘလို့အကြောင်းကြောင့်ဒီနေရာကို ရောက်လာတယ်ဖြစ်ပါစေကိုဘာသာလွတ်လပ်တယ်လို့မြင်လာရင်ဘဝဟာနေပြောလာပါတယ် ကျွန်တော်မှအလောက်ကျန်နဲ့ထောင်ချခဲ့ရတဲ့ညီနောင်ဖုန်ကြီးမိတ်ဆွေပါများစွာရှိပါတယ်။သူတို့ကတတိအကျင့်ကိုကျင့်တတ်သူတွေဖြစ်လို့ထောင်ထဲမှာအဲ့လောက်မဆင်းရဲခဲ့ဘူးလို့ပြောရမယ်။သူတို့ရဲ့ကျင့်နိုင်စွမ်းတွေအတွက်ကျွန်တော်တို့အမြဲကုန်ယူရတယ်။ကျွန်တော်ဆုလိုခြင်းနဲ့လွတ်လပ်မှုဆိုတာတွေ့ကြမှုကလွတ်လပ်ခြင်း၊ဒေါသကလွတ်လပ်ခြင်း၊အမုန်းတရားကလွတ်လပ်ခြင်းမျိုးပါ။ ဒေါသဖြစ်နေရင်အဲ့ဒီဒေါသကိုအသွင်ပြောင်းပြီးကိုယ်လွတ်လပ်မှုကိုကိုယ်ပြန်ယူရမယ်။ကို့မှာအမုန်းတရားဖြစ်နေရင်အမုန်းဆွမ်းအင်ကိုအတိမတ်ပြုတ်ပြီးကို့ကိုဒီအမုန်းတွေလောင်ကျွမ်းခွင့်မပေးရဘူး။ဒီအမုန်းဆွမ်းအင်ကို အသွင်ပြောင်းပြီးကိုယ်ရရှိတိုက်တဲ့လွတ်လပ်ရေးကိုရလာအောင်လေ့ကျင့်ယူရမယ်။ပြောရတာလွယ်သလောက်လုပ်ရတာခက်ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းလေ့ကျင့်ယူရင်ရပါတယ်။ ကိုယ့်ရဲ့နေစဉ်ဘဝလုပ်ငန်းဆောင်တာတွေမှာဒီလွတ်လပ်ရေးအတွက်ကျင့်လို့ရပါတယ်။ခြေလမ်းတိုင်းမှာလွတ်လပ်ရေးကို ပြန်လည်ရယူပါ။အသက်ရှူမှုတိုင်းမှာလည်းခမားတို့ရဲ့လွတ်လပ်မှုပြန်ရဖို့အကူအညီပေးနိုင်ပါတယ်။အစားစားတဲ့အခါလွတ်လပ်သူတရားအနေနဲ့စားပါ။လွတ်လပ်သူတရားအဖြစ်လမ်းလျှောက်ပါ။လွတ်လပ်သူအဖြစ်အသက်ရှူပါ။ဘယ်လိုအနေထားဖြစ်ဖြစ်လွတ်လပ်မှုကိုရယူနိုင်ပါတယ်။ ီလိုကိုဘသာလွတ်လပ်အောင်နေခြင်းအပြင်အများကိုလည်းကူညီရာရောက်ပါတယ်။ခမည်းတော်အားလုံးအခုချိန်မှာ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ပုံစံတူနေကြရတယ်။ဒီထဲမှာမှ ခမည်းကတတိအကျင့်ကိုကျင့်နေသူဆိုရင် ခမည်းဟာပိုလွတ်လပ်သူ ပိုရင်ကျက်သူဆိုတာအများကတတိထားမိလာတယ်။ခမည်းနေပုံစားပုံသွားပုံကိုကြည့်ပြီးသူတို့လည်းအားကျလာတယ်။ခမည်းကဒီလိုကျင့်ကြက်တဲ့အရက်မှာ လွတ်လပ်ရင်ကျင့်အောင်နေနိုင်ပါလားဖြစ်နိုင်ပါလားဆိုတာသိလာကြတယ်။လိုင်းလုတ်ချင်လာတယ်။ခမားဟာအမုန်းတရားမကြည်နက်မှုဒေါသတွေရဲ့သားကမဟုတ်တော့ဘူး။ခမားဟာ ခမားကိုခမားပိုင်သူဖြစ်သွားတယ်။ဗုဒ္ဓဘာသာဘုန်းတော်ကြီးတရားအနေနဲ့ကျွန်တော်ကျင့်နေတဲ့ဒီကျင့်စဉ်ဟာလွမြောက်ရာလမ်းကျင့်စဉ်ပါ။ကျွန်တော်ကိုရင်လေးဖြစ်လာတော့ကျွန်တော်ဆရာကစာအုပ်တအုပ်ပေးတယ် ဆောင်းအုပ်နာမည်ကလွန်မြောက်ရာသို့လှမ်းဝင်ခြင်းကိုရင်လက်ဆွဲခြင်းနဲ့ဒီဆောင်းမှာဗာရေးထားလဲဆိုတော့အသက်ရှူသွင်းနိုင်ခြင်းရှူထုတ်နိုင်ခြင်းဟာတကယ်တော့အံ့ဖွယ်ဒူးခြားမှုပါတဲ့ဒီကနီလူနာဟာအသက်ဝဝရှူလို့မရဖြစ်တယ်။မကြာမီမှာပဲလုံးဝအသက်ရှူရက်သွားတယ်။ဒီတော့အသက်ရှူနိုင်တာဟာအသက်ရှင်နေခြင်းပဲ။ ငါအသက်ရှူသွင်းနိုင်တယ်။ဝင်လေဝင်လာတာကို သိတယ်။ငါအသက်ရှူထုတ်နိုင်တယ်။ထွက်လေထွက်သွားတာကိုသိတယ်။ထွက်လေထွက်သွားတာကိုကြည့်ပြီးငါပြုံးလိုက်တယ်။ငါအသက်ရှင်နေသေးပါလားလို့ဒီတော့အသက်ရှူသွင်းလိုက်ရင် ဝင်လေဝင်လာတာကိုသိလိုက်ပါ အသက်ရှူသွင်းတဲ့ဂျာဟာငါဝင်လေပဲလို့စိတ်ထဲကဖွဖွလေးဆိုလိုက်ပါ ခမဝင်းလေးကိုနှိမ့်ချိုက်လာလိမ့်မယ်။ဒါကိုဘသူကမှလာတားစီလို့မရပါဘူး။အသက်ရှူထုတ်လိုက်ရင်လေဝတ်ထွက်လေးကိုတိလိုက်ပါအောင်။လှုပ်လှက်သူတယောက်နေနဲ့အသက်ရှူသွင်းရှူထုတ်လိုက်စမ်းပါ။ကျွန်တော်တို့ကြောင့်အသက်ရှင်နေခြင်းဟာတကယ်ထူးခြားတဲ့တကူတတိပါပဲ။အကြီးမားဆုံးတကူတတိလို့ပြောရမယ်။အသက်ရှင်နေတယ်လို့သိတယ် အသက်ရှူနိုင်နေဆိုတာကျွန်တော်တို့တကိုးပြနေတယ်လို့ပြောလို့ရတယ်။အချိန်တိုင်းမှာတကိုးပြနေလို့ရတယ်။ကိုရာစုကတရားပြဆရာတော်လင်းချီဆိုတာရှိခဲ့တယ်။သူကဘာပြောလဲဆိုတော့ရေပေါ်မှာလမ်းလျှောက်ပြမှာတကိုးရှိတာမဟုတ်ဘူး။မြေကဘာပေါ်လမ်းလျှောက်တာဟာလည်းတကိုးပါပဲတဲ့။လူတိုင်းတော့ကဘာမြေပေါ်လမ်းလျှောက်ကြတာပဲဗျ။လျှောက်ပုံလျှောက်နေကြတယ်။ တချို့တွေကလွတ်လပ်မှုမရှိသူတွေလို့ရှောက်တယ်။သူတို့ဟာအတိတ်နဲ့အနာဂတ်ကို တွေးပူတွေ့ကပ်ပြီးနေကြတယ်။လက်ရှိအချိန်လက်ရှိနေရာကို သတိမပြုနိုင်ကြဘူး။တကယ်တော့ဘဝဆိုတာလက်ရှိအချိန်နဲ့လက်ရှိနေရာပါ။အတိတ်ကနောင်တတွေအမုန်းတွေအနာဂတ်အတွက်စိုးရိမ်မှုအကြောက်တရားတွေရှားမှသာတွေ့ကပ်နေရင် ကျွန်တော်တို့ဟာလွတ်လပ်သူတွေဖြစ်လာမှာမဟုတ်ပါဘူး။ကျွန်တော်တို့အများစုဟာ အခုအချိန်အခုနေရာကို အမိဖန်ဖို့မေ့နေတတ်ကြပါတယ်